Okay, let's get started. ပါချမင်းပြောင်းအောင်နေမင်္ဂလာပါကျွန်တော်လည်းခုမှရောက်တော့ပွဲပြီးကဗီဒီယိုရိုက်ပြီးပြန်ပြီး edit လုပ်မယ်ဆိုရင်မမီရောအားကြောင့်မလို့ကျွန်တော် live ပဲတိုင်းလွှင့်လိုက်တယ်ပေါ့နော်နေရဘလိုကြီးကြလားနည်းအတန်လေးကြာလားအတန်လေးကြာလားတစ်ချက်လောက်ကြည့်ပြပါ okay อ่า bro ရဲ့ sh ဘောင်းကိုကြိုက်လားဆိုတော့ပြောမှပြောရက်တယ်เนาะကျွန်တော်ရဲ့အသေးကြော်ပေးလော်လေးကိုကျွန်တော်အမြဲပြောပါတယ် sh ဘောင်းကိုကျွန်တော်အဲ့ဒီအေးတောင်မန်မှာကြည်ရတာကျွန်တော်အရင်ရင်ခုန်နေလို့ထူးထွေးတော့ပြောစရာမလိုတော့ဘူးပွဲလဲအားလုံးလဲကြည်ကြတယ်အားလုံးလဲတိကြတယ်ပေါ့เนาะအဲ့တော့အဲ့ဒီထဲကမှ အာအဓိကတော့ပွဲပြီးသုံးတက်ချက်ဆိုတာခန်းစားချက်လေးပေါ့နော်ခန်းစားချက်ပေါ့ကျွန်တော်ထုံးစံအတိုင်းကျွန်တော်ပြောပါတယ်ကျွန်တော်ကအာ professional တယောက်မဟုတ်ဘူး it's not receiving a bit too small is being အပါလေဟာလိုင်းချနေရလားလိုင်းချနေရလားအတားချနေလိုင်းချနေတယ်တဲ့ဟောပြန်လှုပ်ပါနေတယ်တို့ရ Okay လာပြီလားမသိပြန်လှုပ်လာတယ်ထင်တယ်โอเคအဲ့တော့ကျွန်တော်တော်တော်လေးကိုအစားပေါင်းကကျွန်တော်အရင်သဘောကျတယ်ကစားသမားဗျာ bro တို့ကျွန်တော်အမြဲတမ်းပြောပါတယ်တော်တော်သူတောင်းမှန်မှကစားနေတာကိုမြင်ရရင်ကိုကျွန်တော်ကအရင်ပြောတာเนาะအဲ့လိုပေါ့သူကစားနေရတာကိုကြည်လိုက်ရရင်ကိုကအရင်မိုက်တယ်အဲ့တော့အမနီယပွဲအကြောင်းကတော့တော်တော်များအလုံးကြည့်လေကြည့်ပြီးတာတိလေတိပြီးတာပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့မနီယပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်အာ ဘာတွေကြိုက်လဲပေါ့နော်ဘာတွေပေါင်းလက္ခဏာဆောင်လဲပေါ့ဒီကြောင်လေးနည်းနည်းပြောမယ်ဆိုလို့ရှင်နံပါတ်1ကတော့ဟိုချယ်ဆီကဒုတိယပိုင်းကိုကြည့်မယ်ဆိုလို့ရှိရင်ချန်ပီယံလိဂ်ကို U21 နဲ့လာကစားသလိုဖြစ်နေတယ်ဟာအဲ့ဒီခါကတော့တော်တော်လေးကျန်းနေပေါ့နော်အာလုံးဝကိုချန်ပီယံလိဂ်ပြိုင်ပွဲကြီးကို U21 အနေထားနဲ့လာကစားသလိုမျိုးဖြစ်နေရကွာအကုန်လုံးကကလေးလေးတွေပဲအကုန်ကလေးတွေပဲအာကြည့်ပြကျွန်တော်တို့ ဟိုစပြီးတော့ပွဲထွက်ကလေးကကျွန်တော်တို့စပြီးတော့ဟိုပွဲထွက်ပါပြီဆိုကလေးကကျွန်တော်တို့ဒီ James မပါဘူးဗျာပြီးတော့ Cucurella မပါဘူးဗျာအဲ့တော့ James နဲ့ Cucurella နဲ့မပါဘူးဆိုကလေးကဟာလို့ဟိုရဲလာ ਈ တာဗောနော် Enzo Morris ကတော်တော်ရဲတာပဲဗောနော် Hatu အဲကျွန်တော်ငကိုလေးကကြိုက်တယ်ဟာတူအကြောင်းမှလည်းကျွန်တော်ပြောခဲ့ဘူးရဟာတူဒီကူကူရဲလောက်လောက် embedded ဝင်ကစားတဲ့နေရာအပိုင်းတွေပြီးတော့ Cucurella လို attacking တကယ် box သေးသည့် light ပါပြီးတော့ကစားတဲ့အပိုင်းတွေအဲ့ဒီဟာကိုဒါသူကမလုံနိုင်ရင်နေမယ်သူရဲ့ defensive action ကို Hatoa ကောင်းကောင်းလုံနိုင်တယ်အပြီးတော့ကျွန်တော်တို့ဒီပွဲမှာပေါ့နော် IS break that တွေလည်း thank you ပါဘာလို့ဆို Hatoa နဲ့ပတ်သက်ပြီးတော့သူတို့တိတ်ပြီးတော့ဘာမှဟိုရိုင်းရိုင်းပြပြမမကြိုးစိုးဘူးပေါ့နော်။အမှ Vanvika နဲ့ Enzo နဲ့ပွဲတုန်းကဆိုတိတ်မမိုက်ဘူးကွာ။အဲအဲ့လိုမျိုးမဖြစ်ဘူးပေါ့နော်။ IS break that တွေကိုလည်းကျွန်တော်ကျေးဇူးတင်နေ ဲ့တော့ဟာတိုနဲ့ထွက်လာတယ်အဲကိုင်စီတို့က rival ဒါပေမဲ့ तू ကတော့ hybrid ပေါ့နော်တကယ်ကစားတဲ့အချိန်မှာတော့ तू ကအကွင်းလယ်မှာ तू နဲ့လာဘီယာနဲ့ကစားပြီးတော့အနောက်မှာတိုဆင်ရဲ့ကျွန်တော်တို့ဟာတိုရဲ့ပြီးတော့ဖိုဖာနာရဲ့၃ယောက်တန်းထိုင်သွားတယ်အပြီးတော့ကွင်းလယ်မှာကိုင်စီတို့နဲ့လာဘီယာနဲ့သူ့ရဲ့ရှေ့မှာမှာအန်ဒရီဆန်တို့အဲ့ဒီရဲ့ရှေ့မှာမှာဘိုနာနော်တေးပေါ့နော်အဲ့တော့ကျွန်တော်ထင်တဲ့အခင်းချင်းပဲဘိုနာနော်တေးနဲ့အမက်ဂီယူနဲ့ထွက်လာတယ်ပြီးတော့တောင်မှနှစ်ဖက်က နက်တူနဲ့ကနာချိုပဲထွက်လိမ့်မယ်လို့ထင်ခဲ့တာတော့ဟောဘောနော်အရင်မိုက်တယ် SD ဘောင်းနဲ့ဟိုဟာနဲ့ထွက်လာဘောနော်ဂစ်တင်နဲ့အဲ့တော့ဂစ်တင်လည်းမစိုးဘူးဆိုကိုကောင်ဟုတ်တယ်ကျွန်တော်ပြောပါတယ်ဂစ်တင်ကကွာအာတူဒီပရီးမီးယားလိနဲ့အသားကျဖို့ရုန်းကန်နေရသေးတယ်ဆိုပေမဲ့အဂစ်တင်ဟာတကယ်ကိုစကေးရှိတဲ့ကစားသမားတစ်ယောက်ပေါ့နော်။အော်အစောပိုင်းမှာတော့သူ1-1နေတော့မကြော်တာမျိုးတွေအဲ့လိုမျိုးလေးရောဖြစ်တယ်။ဒါပေမဲ့အခုတဖြည်းဖြည်းနဲ့ မနေ့ကပွဲမှာဆိုပြသူ့ရဲ့ cross ball တွေဆိုတော်တော်ကောင်းတယ်သူ man of the match တဲ့ရသွားတယ်တော်တော်ကိုကောင်းတယ်ပေါ့နော်အဲ့တော့ကတင်အဆင်ပြေပြီလေအဲ့တော့အဲ့ဒီအနောက်ကနေစပြီးတော့ကျွန်တော်တို့ပြောကြမယ်ဆိုကိုင်စီရိုကိုပြောကြမလို့လာဘီယာလည်းအဲဒီပွဲမှာတော်တော်လေးပြန်ပြီးတော့အဆင်ပြေတယ်တော်တော်လေးကိုပြန်ပြီးတော့အဆင်ပြေတယ်ဒီ forest နဲ့ပွဲတော့ကလည်းမျောမဟုတ်ဘူးလာဘီယာအဆင်ပြေတယ်အဲ့တော့နောက်တန်းမှာရိုးရမပြေအားအနည်းဆုံးကတော့ တိုးစင်မနေ့ကပွဲမှာဆိုလို့ရှိရင်တိုးစင်တော်တော်လေး weak တယ်တော်တော်လေးဟွာဖြစ်တယ်အဲဟာတိုးအဆင်ပြေတယ်ပြီးတော့ကျွန်တော်တို့ challenge ပါအဆင်ပြေတယ်ဘာမှပြောစရာမရှိဘူးပေါ့နော်အဲ့တော့လာဗီယာဂိုင်စီတို့ပြီးသွားပြီအန်ဆိုပြီးတော့ဗိုနာနောက်တွေးတီး ျွန်တော်တို့ကိုပါမမရှိတဲ့အချိန်မှာပလေးမိတ်ကရိုးမှာဟိုကိုပါမလို့တော့ဘယ်ကစားနိုင်မလဲဗျာကိုကပါမဆိုတာ walkless ပဲဖြစ်နေပြီးတော့တကဘာလုံးမှာလက်ချိုးကြည့်လို့ရတဲ့ကစားသမားတွေမှာပါနေပြီကွာကိုပါမတော့ level အဲ့လိုဖြစ်နေပြီဆိုတော့ကိုကမလာတော့မလုံးနိုင်ပါနဲ့သူဒီကောင်းကောင်းသူလုံးနိုင်တယ်တော်တော်လေးအဆင်ပြေတယ်သူဘောလုံးလက်ခံတာရောဘောလုံးပြန်ဖြန့်ဝေတဲ့ပိုင်းတွေရောပြီးတော့သူ့ရဲ့ work rate လေးလည်းကောင်းတယ်လို့ပြောရမှာပေါ့နော်ပြီးတော့ SC bound ပေါ့နော် SC bound ကတော့တကယ်ကိုဗျာဘယ်လိုပြောရမလဲ ဟိုကျွန်တော်တို့သူ့ကိုမရောက်ခင်ကတည်းက hype ကြတဲ့လူတွေလည်းရှိရယ်ဒါပေမဲ့အရန်ပေါ့နော်ဟို pressure ပြီးသွားမှဆိုလို့ကလေးကိုစောင့်ကြည့်ပါအောင်ဆိုတဲ့သူတွေလည်းရှိရယ်အဲကျွန်တော်ကတော့ hype တဲ့ထဲမှာလည်းမပါဘူးစောင့်ကြည့်တဲ့ထဲမှာလည်းမပါဘူးကျွန်တော်ကတော့ယုံကြည်တဲ့ထဲမှာတော့ပါတာပေါ့နော်သူ့ကိုကျွန်တော်ကယုံကြည်တယ်အဲဒီကလေးကအတိုင်းအတာသူတွေလုံးပြနေမှာကျွန်တော်အဲ့လိုထင်ခဲ့တယ်ပေါ့နော်အထင်းတဲ့အတိုင်းပဲအဲသူတော်တော်လေးအဆင်ပြေတယ်အဲ့တော့ရှေ့မှာနောက်ခစ်တင်ပြီးတော့ကျွန်တော်တို့ဟို မက်ကီယူပေါ့မက်ကီယူကအာပထမဆုံးအဖွင့်ကွေးကိုဂိုးကိုတွင်းသွားတယ်ပေါ့နော်အဲ့ချိန်မှာဖိုဖာနာချပေးတာလည်းတော်တော်ကောင်းတယ်ဟိုဘက်ကပြစ်တယ်မော်တင်နာလည်းကောင်းတယ်ဖိုဖာနာချပေးတာလည်းအဲ့လုံးကိုခေါင်းကြီးနဲ့ချပေးတာဗျာအဲ့အဲ့ဒီအနေထားကနည်းနည်းလေးတော့ဟောဘယ်လိုပြောမလဲမလွယ်ဘူးဗျာအဲ့တော့ဖိုဖာနာလည်းမနည်းရလုံးဝအကောင်းဆုံးကစားသွား rating တော့သူအမြင်ဆုံးရလားမသိဘူးဖော်မှုမှာကျွန်တော်ပွဲပြီးတော့တစ်ချက်ကြည့်လိုက်တာဆိုတော့ဖိုဖာနာလည်းကောင်းတယ်အကောင်လုံးတူရလေးနဲ့သူအဆင်ပြေရောဘာမှတိတ်ပြောကြည့်ဟာ မရှိဘူးပေါ့နော်အဲ့တော့အဓိကမနေ့ကပွဲမှာကျွန်တော်အကြိုက်ဆုံးကိုပြောပါဆိုရင်နံပါတ်1ကဘာလဲဆိုအန်ဆိုမော်ရစ်ကာရဲ့တင်းပလီပေါ့ကျွန်တော်ရှေ့ကပွဲကျုံမှာလည်းပြောခဲ့တယ်ကျွန်တော်တို့အသင်းတိုင်းအသင်းတိုင်းမှာ SC ဘောင်းတို့လို့ကိုပါမာတို့လို့ဆိုလိုဒန်စ်တွေပေါ့နော်ထားပေါ့လမိုင်းရမဲတို့လို့ဟိုသူများအသင်းမှာဆိုလို့မက်ဆီတို့လို့ထားပေါ့ခရစ်စတီယန်ရိုနယ်ဒိုတို့လို့ဒီလိုမျိုးဟိုဆိုလိုဒန်စ်တွေနဲ့ဂိမ်းချင်းကြီးလုပ်နိုင်တဲ့ကစားသမားတွေ ရှိရာရန်ကောင်းတယ်သူတို့ဒီတကယ်အရေးအကြောင်းမှာကဲတင်တယ်ဒါပေမဲ့အဲ့ဒီကစားသမားတွေကိုအမြဲတမ်းမိခိုနေရတဲ့အသင်းတင်းကအဲ့ဒီကစားသမားမျိုးတွေအကြောင်းမျိုးမျိုးကြောင့်ပွဲပယ်ပဲဖြစ်ဒဏ်ရာပဲဖြစ်ရလာတဲ့အခါအတင်းကလေးမှာအများကြီး effective ဖြစ်တယ်ပေါ့အဲ့လိုမဟုတ်ဘဲနဲ့တကယ်တင်းတစ်ခုအနေနဲ့ကစားနိုင်လို့ရှိရင်ပို့ပြီးတော့အဆင်ပြေတယ်ဒီနှစ်မှာ Morris Car ဟာတင်းကလေးကိုပို့ပြီးတော့အသက်ဝင်လာတော့မြင်ရတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ပြောခဲ့ဒါမနစ်ကလည်းကျွန်တော်တို့မြင်ခဲ့ရတယ်ဗျပြောချင်တာက conference list မှာတသင်း အဲကျွန်တော်ပရီးမီးယားလိမှာတသင်းခွဲကန်နဲ့ဘဲမှာပဲကစားကစားသူ့ရဲ့ assistant ကအလုပ်ဖြစ်တယ်သူသွားခြင်းတဲ့ပုံနဲ့သူသွားခြင်းတဲ့ positional football ကိုစော့နိုင်တယ်ပြီးတော့အာကျွန်တော်တို့ဘယ်လိုပြောမလဲ positional football ကိုလည်းစော့နိုင်တယ်သူလိုချင်တဲ့အဲ့ဒီ winger ရဲ့သူသွားခြင်းတဲ့ပုံစံပေါ့နော် winger ရဲ့ပုံစံလည်းအဆင်ပြေတယ်အဲဘယ်သူပဲစော့စော့ပေါ့နော်အဲ့တော့ဒါကမနစ်ကကျွန်တော်တို့က ဟို conference list အနေထားဖြစ်တဲ့အတွက်ကြောင့်မလို့ဩဒါ conference list မှာမဟုတ်လို့ဒီလိုမျိုးဖြစ်နေတာပါပေါ့ Maggie Yu ဆိုလို့ရှိရင်လည်းဒီလိုပဲပေါ့နော်မနစ်ကဆို conference list မှာ Maggie Yu တော်တော်လေးကောင်းနေတယ်ဒါပေမဲ့ဩဒါ conference list အနေထားပေါ့ level တော်တော်လေးနိုင်နေနေထားမှာမဟုတ်လို့ဒီလောက်ဖြစ်နေတာပါကျွန်တော်တို့ကအရင် ဘယ်လိုပြောမလဲမယုံရဲခဲ့သေးဘူးခုနကယုံမီလားဆိုတော့100%မယုံသေးပေမဲ့ဒါ Mars ကောင်လုံးကကျွန်တော် credit ပေးတယ်သူတော်တော်လေးကို team play အနေနဲ့တက်ရတယ်ဘယ်သူပဲဝင်ကစားဝင်ကစားပေါ့ကျွန်တော်တို့ဒီ business လောကနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ systemization ဖြစ်တယ်ပေါ့နော်စနစ်ကြတယ်ဒီ SOP တွေလုံးဝပေါ့နော် SOP ဆိုတာ standard operation procedures ပေါ့အဲလုပ်ငန်းတစ်ခုမှာဗျာဝန်ထမ်းတစ်ယောက်ကလုံးဝတစ်ပြီးရင်နှစ်နှစ်ပြီးသုံးအစင်းစင်လောက်ရမယ်ဟာပေါ့အမကော်ဖီဖြော်ရဲဆိုလို့ရှိရင်ကျွန်တော်တို့ကော်ဖီ ဒီ3 in 1တို့ရဲ့အနောက်လေးမှာရေးထားရမှာလားပထမဆုံး coffee တို့ကိုဖောက်မယ်ပြီးတော့ coffee mug ကိုထည့်မယ်ပြီးရင်းနှီးဘလောက်ထည့်မယ်ပြီးတော့ zone နဲ့မှွေမယ်ဘယ်နှမိနစ်ထားမယ်ပြီးရင်တောက်လို့ရမှာအဲ့လို step by step ပြာကျွန်တော်ပြောလဲဒီပုံစံနောက်တစ်ယောက်ပြောလဲဒီပုံစံပေါ့အဲဟိုကျွန်တော်ပြောရင် coffee mug ကိုအရင်ထည့်ပြီးတော့နောက်တစ်ယောက်ပြောရင်ရင်းနှီးကိုအရင်ထည့်အဲ့လိုအဲ့လိုသွားလို့မရအောင်အဲ့ဒါ step time ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကဒီ business မှာဆိုရင် SOP လို့ခေါ်တာပေါ့အဲ့လိုမျိုးလုံးဝစနစ်တကျချထားတယ်ဆိုလို့ရှိရင်ဘယ်သူပဲဝင်လို့လို့ဟိုဘယ်လိုပြောမလဲ scale ရှိတယ်ဆိုပြီးလဲ step မကျော်လိုက်နဲ့ scale မကောင်းလို့ဆိုပြီးတော့လဲ အဲ့လို step တွေမပို့သွားနဲ့ပေါ့လောကဒီပုံစံတိုင်းသွားအဲ့ဒီပုံစံကို Morris ကတိဆောက်နေတာတွေကတော်တော်လေး fine နေအခုဒါတော်တော်လေးမြင်တာထင်တာရှိရပေါ့နော်မနေ့ကပွဲမှာဗျာဒီ Forest နဲ့ပွဲရဲ့လူပွဲထွက်လူစည်းင်းကိုလုံးဝ၁၀ရောက်တောင်ပြောင်းလိုက်တာကျဲတယ်နော်ကျွန်တော်တို့တင်အဲ့လောက်ကြီးပြောင်းချလိုက်တယ်ဆိုလို့ရှိရင်ဟိုအတိုင်းတာတစ်ခုအထိအတက်ရောက်မှုရှိရဗျာဘယ်လိုပြောမလဲ frame အောက်နိုင်နေပေါ့နော်ဒါပေမဲ့မအောက်ဘူးဗျာ AC ပဲ အဲဖြစ်ဆက်ပြီးတော့တွားနိုင်တယ်ပေါ့နော်ဒါလေးတော်တော်လေးကျွန်တော်အဲ့ဒါတခုတော့ကျွန်တော်သဘောကျနံပါတ်1က Azumara Sky ရဲ့ team play ပေါ့နော်ဒါကိုကျွန်တော်လောက credit ပေးတယ်အဲနံပါတ်2ကတော့ဒီလူငယ်ရီရဲ့လှုပ်ချင်ကိုင်းခြင်းစိတ်ပေါ့ဗျာလူငယ်ရီရဲ့လှုပ်ချင်ကိုင်းခြင်းစိတ် Maggie Hu ဆိုရင်စပြီးတော့ဂိုးသွင်းသွားတယ်ဂိုးသွင်းသွားတဲ့အချိန်မှာသူဒီ Chelsea ရဲ့ Champions League တမိုင်းတစ်ချောင်းအသက်ငယ်ဆုံးဂိုးသွင်းတဲ့ record ရတယ်ပေါ့အဲ့ဒါက SC Bound လေးဂိုးသွင်းလိုက်ရောသူ့ record ကြီးကပြတ်သွားပြီးတော့ဟော ိုင်ယွန်ဂျော့ချ်ကထပ်သွင်းလိုက်တော့အော်သူက၃ယောက်မှဖြစ်သွားတာပေါ့အဲ့တော့အဲဘာလဲ SC ဘောင်းကအငယ်ဆုံးအတိုင်းဂျော့ချ်ကဒုတိယအငယ်ဆုံးမက်ဂီယူကတတိယအငယ်ဆုံးပြီးတော့မက်ဂီယူကကျွန်တော်ဟာလန်တို့ဘာပေတို့လိုပဲမတူညီတဲ့အသင်းနှစ်သင်းနဲ့ပေါ့နော်အာချန်ပီယံလိမှာဂိုးသွင်းနိုင်တဲ့ကစားသမားစသဖြင့် record ကြီးအများကြီးမနေ့ကရသွားပြပြီးတော့တကယ် TH တွေပေါ့နော်အာဒီ၃ယောက်ဂိုးရသွားတယ်အရှိတဖြင့်ပေါ့နော်အပေါင်းသက်ခဏလေးကအများကြီးပဲဗျအဲ့တော့ကျွန်တော်တို့ကဘယ်လိုပဲပြောပြော ဒီရလက်ကကျွန်တော်တော်တော်လေးကိုဟိုတယောက်ထုတ်ခံလိုက်ရလို့တို့ချို့ကတော့ပွဲမကြည့်ပဲနဲ့ဒီ ghost score ပဲကြည့်မယ်ဘောနော floor move ပဲကြည့်မယ်ဆိုရင်တော့တယောက်ထုတ်ခံလိုက်ရလို့ဘာညာထင်ကောင်းထင်နိုင်နေ penalty တွေရလို့အဆရှိပြီဒါပေမဲ့တကယ်တမ်းကြတော့ဗျာတယောက်ထုတ်မခံရလေအခုတော့ goal မပြတ်ရင်တော့မှကျွန်တော်ပြောသလို2-1တို့ဟို3-1တို့လောက်ပေါ့နော်2-1 3-1လောက်ကတော့ဖြစ်မှာပဲအဲ့ဒါတော့ကျွန်တော်ယုံကြည်တယ်ပေါ့နော် အဲ့တော့သာသာရရအဖက်ဖက်ကအပေါင်းလက္ခဏာဆောင်နေတယ်ပို့ပြီးတော့ကောင်းတာတခုကဒုတိယပိုင်းမှာကျွန်တော်ခုနပြောသလိုကစားရဲ့အရွယ်ကအာ U21 နဲ့လာကစားနေတယ်လို့ပဲကိုင်စီတို့လည်းအနာပေးလိုက်တယ်ဟော Andre sorry ဘာလဲ Enzo လည်းအနာပေးလိုက်တယ်ဆိုတော့အေးဆေးပဲလုံးဝ Sanderland နဲ့ပွဲကိုအင်းပြီးအားပြီး Cucurella အပြေးဝထွက်နိုင်မယ် James အပြေးဝကစားနိုင်မယ်เนาะပြီးတော့ကျွန်တော်တို့ကိုင်စီတို့ Enzo ပြီးတော့ Nacto เนาะအေးဆေးပဲအဲ့တော့ Gittin အင်းနဲ့ ဒါနာချုံနဲ့တော့နေရာနည်းနည်းလူရမယ်အနေထားလေးတော့ပေါ်လာပြီပေါ့နော်တောင်မန်မှာရှိတဲ့၄ယောက်လုံးကအမားမခံတဲ့သဘောမျိုးဖြစ်သွားတာပေါ့တယောက်နည်းနည်းလောက်ဝိရာနဲ့ချက်ချင်းအစားထိုးရမယ်ပုံစံအဲ့တော့တိုင်ယောင်ဂျော့ချ်ကိုကျွန်တော်ဂျိုသားသာပြောတယ်ကျွန်တော် personally သူ့ကိုမကြိုက်ဘူးပေါ့နော်သူ့ကိုမကြိုက်ဘူးဒါပေမဲ့ तू ကဂိုးလက်လေးတော့ရှိရပြမနေ့က တွင်းသွားတဲ့ဂိုးမျိုးပေါ့နော်ကျွန်တော်တို့ရှေ့မှာလည်းသူရခဲ့ဘူးပဲအဲ့လိုပေါ့ second ball ကောက်စားရလို့ခေါ်ရမလားအဲ့လိုမျိုးပြန်ကျလာတဲ့ ball တွေကိုသူလိုက်တောက်တာလေးတော်တော်လေးကောင်းတယ်ပေါ့နော်အဲ့တော့ anyway သူဒီအေးအတင်းမှာတော့နေရာရဖို့တော့နည်းနည်းတော့ခက်ပါတယ်လက်ရှိ Lian Dilek ကလည်းနာနေအဲကိုပါဟိုကိုပါမလည်းမရှိတော့ခုနကပါလေကျွန်တော်တို့ဂျာဟုတ်ဘတ်တို့ကလည်းပွဲပယ်အဆရှိတယ်အဲ့လိုမျိုးတွေဖြစ်နေလို့ဒါ ်ဂီယူနဲ့သူနဲ့နှစ်ယောက်ပဲရှိတော့တာဟိုတကယ်တမ်းသွားမယ်ဆိုရင်တော့သူနေရာရပေါ်တော့ခက်ပါတယ် anyway အဲသူအတင်းတင်းကိုတော့အငှားတော့မဟုတ်အယောင်အပြက်အယောင်ပေါ့နော်သွားလိမ့်မယ်နဲ့တူရဲ့အဲ့တော့မနီယာပွဲမှာဘယ်သူမှဘာမှတိတ်အပြစ်ပြောစရာမရှိဘူး အာဟာတူလဲသူကလည်းသူအကုန်လုံးကောင်းနေခုနပြောလို့လာဘီယာလဲ fitness တော်တော်လေးကောင်းလာပြီအဆင်ပြေလာပြီပေါ့နော်ပြီးတော့ဘူနာနော်တေးအလုပ်ဖြစ်တယ်အန်ဒရီဆန်တို့မနီယာပွဲမှာအဆင်ပြေတယ်အန်ဒရီဆန်တို့လည်းအဆင်ပြေတယ်အဲ့တော့အားလုံးကသူ့နေရာနဲ့သူအားလုံး okay နေအားလုံး fine နေဘာမှတိတ်အများကြီးပြပြောစရာမရှိဘူးအဲ့တော့ကျွန်တော်တို့ဟိုဆန်နလန်ပွဲအတွက်ကိုအများကြီးဩပြီးတော့ဟိုနောက်ဆုံးလူသားဝင်လာတည်တဲ့ကလေးသေးသေးလေးတယောက်เนาะအဲသူ့ကိုလေအန်ဇူမာရက်စကာကတကွင်းလဲအကောင်လေးသူ ျွန်တော်သတိထားမိသလောက်ကျွန်တော်သတိထားမိသလောက်သူဒီအဲချန်ပီယံလိတော့မဟုတ်အခြားပွဲတွေမှာလည်းဂျိုကြာဂျိုကြာတုံးတယ်နော်သူ့ကိုလည်းတုံးတယ်မလင်းလို့တာဟုတ်ပါအောင်နော်ဒုက္ခဆိုတော့အာမနေ့ကပွဲအနေနဲ့ကျွန်တော်ရစိတ်ခံစားချက်ကတော့ငကိုတွေကနိုင်မယ်လို့တော့မျှော်လင့်ထားတယ်ဒါပေမဲ့ဒီလောက်ထိဂိုးပြတ်မယ်လို့မထင်တာဟုတ်အဲ့ဂိုးပြတ်နိုင်သွားတယ်တယောက်หนีသွားလဲပါဘောหนีလဲ2 1 3 1လောက်ကတော့ဖြစ်မယ်နောက်တစ်ခုကကျွန်တော်အရန်သဘောကျသွားတဲ့အချက်ကအဲ့တင်းပလေးပေါ့နော် တင်းပလီကတော်တော်လေးတက်တက်ရရသူ့ညာနဲ့သူကောင်းကောင်းမွန်မွန်ဟိုကစားသွားနိုင်တဲ့အချက်ကကျွန်တော်ကြိုက်ဆုံးပဲတတိယတစ်ချက်ကျွန်တော်ကြိုက်တာကတကယ် main player တွေကအာ risk chain ရယ်ကူကူရယ်လာရယ်ဆို100%အပြည့်အဝနားလိုက်ရတယ်အဲ့ဒါကျွန်တော်အရင်သဘောကျတယ်လာမယ့်ပွဲမှာအမ net two လဲပါတယ်အဲလာမယ့်စန္ဒာလန်နဲ့ပွဲအတွက်လုံးဝပါပြီသားပြီးတော့ Fofana ပွဲချိန်ကြီးကစားသွားရယ်နော် Fofana ဒီမနေ့ကအများကြီးပဲညိနေအများကြီးပဲအဆင်ပြေတယ်တော်တော်လေးလဲ ဟိုသူ့လာနဲ့သူကောင်းတယ်လို့ပြောလို့ရတယ်။ရော်ဂန်ဆန်တော့တနာပါတယ်။ပင်နတီပေးလေးဟာကလင်းရှိရာမရသွားရှောက်။အဲ့ပင်နတီကတော့တိုးစင်းညံ့တယ်လို့ပဲပြောရမှာပေါ့နော်။တိုးစင်းပြီးတော့အော်အဲ့ဒီဘောလုံးဆိုဒိုင်းလီညင်းနေပြဖက်ခနေမဲ့မြင်လိုက်တာကျွန်တော်ဆိုရင်ရုပ်တရက်မမြင်လိုက်ဘူးဒါပွင့်လို့ပြောလို့ရှိရင်သူတို့ပြန်ကြည့်တဲ့ခါကျမောအဲ့လိုပါလားဆိုတော့ဒီကောင်နင်းလိုက်တာနင်းလိုက်တယ်ဆိုတာတကယ်တော့နင်းတာထက်နှေးတာပေါ့နော်တိုးစင်းကနှေးတော့ဟိုသူများကရုပ်ပြီးသားဖြစ်နေတော့ဘောလုံးကိုမကြည့်တော့ဘဲနဲ့လူကြီးပဲ သွားပြီးတော့တက် နင်းတယ်လို့မျိုးဖြစ်သွားဒါမျိုးကတော့ပေးရမှာပါအဲ့နောက်တစ်ခုကအနည်းငယ်လေးစိတ်ထဲမှာဘဝင်မကြတာအစီပေါင်းအဝါကတကယ်ပေးလိုက်ရတာပေါ့နော်အဲ့ဒါမျိုးလေးတွေကမလို့တော့ပါဘူးအဲ့ဒါလေးတွေတော့ကဒါရဲ့အသီးမွားတွေပါဆိုဘလူးဘက်ပြတော့ကျွန်တော်တို့တင်းအနေနဲ့အာချက်မြလေးမှာ၃ဘွဲကစား၂ဘွဲနိုင်၆မှတ်ရပြီးသွားပြီအဆင့်၁၁ဒီလားမဒီလီဖရိတ်မှာရောက်လာပြီဒါကွာရာဘက်ကိုလည်းနိုင်အောင်ပါပဲကွာရာဘက်ကိုလည်းနိုင်အောင်မယ်အဲ့တော့ဆန်နာဘလန်ကိုလည်းအားပြည့်အင်ပြင်းနေကစားရမယ်ဆိုတော့ အဒီဒီဘက်ကတော့ကျွန်တော်တို့အတွက်လုံးဝဟိုဘယ်လိုပြောမလဲ happy week ပဲเนาะပျော်ရွှင်စရာကျေးဇူးတစ်ပတ်ပဲအဲ့တော့ဘယ်လိုကျွန်တော်ကြွားအောင်မလဲအာဟိုဟာဖြစ်မှာပဲပေါ့เนาะကျွန်တော်ကဒီ sponsor ကဒီနှစ်မကုန်တော့ရောက်มาပဲဆို sponsor ရောက်มาပဲဝယ်မယ်ဝယ်မယ်ဆိုပြီးတော့မဝယ်ဘဲနဲ့ဒီအဝေးကွင်းလေးကျွန်တော်ဒီမှာဝယ်လာခဲ့ player ပါရှင်เนาะ FA ပေးလို့တော့မပြောနဲ့ကျွန်တော်တော့မဝယ်ရသေးဘူးเนาะကမ္ဘာ champion တစ်စိမ့်နဲ့အရင်မိုက်နေပြီဟိုဒီမှာကမ္ဘာ champion တစ်စိမ့်ပြူးနေရတာ ရွှေအောင်လေးကိုအနီးကပ်လေးပြလာအောင်ဟမ်ဘာလေးလဲကမ္ဘာချန်ပီယံလေးဟမ်နော်ပလေယာပါရှင်ဒီအင်ကြီးကဗျာဒီအဖြူလေးကတော်တော်လှတာဗျာတော်တော်တော့တော်တော်လှတယ်လုံးဝဟမ်โอเคตลอดโปรไม้ไปโอเคอ้าวดีมาจนเราก็โหพรีเมียร์ลีกบาชินหมดไปเนี่ยว่าโหบาเลยจนเราแลกโหรแชมเปี้ยนลีกบาชินเนี่ยอยู่ล่ะพรีเมียร์ลีกบาชินหมดโห ချေမဲလေးပါရှင်းတယ်โอเคနှိမ့်ဆက်တွေပါရေတော့တက်မလာတော့ဗျာအာကျွန်တော်တော်တော်မိုက်တယ်တော်တော်မိုက်တယ်ဒီအင်းကြီးလေအပြင်မှာလှကြဗျာ share ပဲเนาะဟော giveaway ကတော့ဘရိုတို့ရဲ့ဖြည်းဖြည်းပေါ့နော်ကျွန်တော်လာပြစ်အောင်မှာပါเนาะဟောလောလောဆယ်ကျွန်တော်ဟာကျွန်တော်ကအိမ်ဝင်တော့မဝယ်ရသေးဘူးเนาะအဝေးဝင်မဲ့ဒါဝယ်ဒီအင်းကြီးလေတအားလှတော်တော်လှမိုက်တလားမမင်းရယ် share ပဲဒီဖက်နေရမယ်နော်ရဲ့ကြမှာဒီဟာလေးပို့ပြီးတော့ live ပြအောင်မယ်အဲ့တော့ဘရိုတို့အနေနဲ့ရောအာ အကုန်လုံးပေါ့နော်ဒီလောက်လူမရှိတဲ့အခြေအနေအလုံးဖြစ်ပြက်နေတဲ့အနေအထားတစ်ခုမှာဒီလိုမျိုး reset ရသွားတယ်ဆိုတော့တော်တော်လေးကျွန်တော်ကတော့လက်ခံပြီးလို့လည်းရတယ်သဘောလေးကြားတယ်ပေါ့နော်ဟိုပျော်လဲတကယ်လဲပျော်ပါတယ်ကျွန်တော်တို့ဒီဒီဘက်ကတော့လုံးဝ happy week ပါပဲဆိုတော့အလုံးဝကဘာချန်ပီယံနေကျွန်တော်တို့စနလာမတိုင်ခင်ပွဲကျူမှာကျွန်တော်တို့ပြန်တွေ့ကြပါမယ်ဒီကြားထဲမှာကျွန်တော်အဲ့ဒီပါမားနဲ့ဟာဇက်အကြောင်းကျွန်တော်ပြောထားတဲ့ဟာလေးကျွန်တော်ဗီဒီယိုတစ်ပုဒ်လုပ်ပေးပါဦးမယ် အော်ဂီတင်ကြောင်းလည်းကျွန်တော်လုပ်ပေးပြီးသားပြီเนาะအဲ့တော့ဘွန်နာနိုဒီကတော့ကျွန်တော်ကအငှားကစားမှမဟုတ်လို့သူ့အကြောင်းကျွန်တော်ဗီဒီယိုမလုပ်ထားတာပေါ့เนาะအာမက်ကီယူအကြောင်းတော့ကျွန်တော်ဗီဒီယိုမလုပ်ရသေးဘူးထင်တယ်သူကလည်းဒီနှစ်မှရောက်တာမဟုတ်တဲ့အကြောင်းမျိုးကျွန်တော်မထည့်ထားတာအော်ဒါနဲ့စကားမဆက်အာစပိုတင်ကကွင်တာလည်းခြေစွန်းပြတယ်เนาะအဲ့ဒါနောက်နှစ်ကျရင်ကိုစီရောက်လာမှာကိုစီမှာတောင်မန်ကစားသမားတွေကတော့ပြုတ်ထွက်နေပြီတော်တော်ကြီးတော့ပျော်စရာကြီးပဲโอเคဘရိုတို့အားဆိုလို့ရှိရင်အားလုံးပဲအဲ goodbye ပါเนาะကျွန်တော်တို့နောက်နေ့မှာကျွန်တော်တို့